ဆိုတော့ဘုရောငရေပြေတခါတွမ်းကြည့်ဘူးလေတောင်တန်းကြီးတွေဝိုင်းထားတဲ့ကြောက်တောင်ကြီးဒီကနေ့ခေတ်ကလိန်နိုင်မှပညာရှိပေါ့နော်ဒါဦးသင်ကတိုက်ခိုက်ရမှာမဟုတ်ဘူးနော်အမှန်တရားကိုခြားပြမှာဖြစ်ပါတယ်လူတွေကိုကိုကငရေပြေတွမ်းနိုင်တယ်နတ်ပြည်ကိုတွမ်းနိုင်တယ်လို့ပြောတယ်ပေါ့ကိုဒီမှာတကယ်မရှိဘဲနဲ့ပြောလို့ရှိရင်ပါရာဒီကအပါ ပရာဒီကအဘဆိုတာကကြတော့သာသနာတော်ပရာဒီယတေတိပရာဒီကောသာသနာပေါ်မှာဆုံးရှုံးအတူပေါ့ပြောချင်တာကလူထွက်ရင်ထွက်မထွက်ရင်ကိုရင်ဘွားကို ပြောင်းတာမရီဘွားကိုပြောင်းပေါ့ဒါသူရဲ့ပရာဒီကအဘရဲ့ကုသနီးပဲမကုသလို့ရှိရင်သူဒီလိန်သားနေတာပဲနော်ဦးဇင်းတို့ကရှင်းတယ်ကိုကြည့်မှမရှိတဲ့ຢာကိုဘယ်တော့မှမကြွားဘူးရှိတဲ့ အသိပညာတွေကိုမျှောက်ယူပေးတယ်ဒါပဲရှိတယ်။ဦးဇင်းဒီကျမ်းမကြီးမကောင်းသေးတဲ့ကြောင့်ညနေသက်သားတဲ့ပတ်စံကိုင်းတဲ့ပါသိအပတ်င့်ပါတယ်ဝန်ခံပါတယ်။တခါတလေချင်းလုံးခတ်တဲ့ဘောလုံးကန်တဲ့ဒုက္ခအပတ်င့်ပါတယ်ဝန်ခံပါတယ်။အဲ့ဒီဦးဇင်းတင်တဲ့ပါရပါသိအပတ်နဲ့ပါသိအပတ်နဲ့ဒုက္ခအပတ်နဲ့ကပြန်ကူတလို့ရှိရင်ပြတ်ပါတယ်။နော်ပါလာဒီကကတော့လူထွက်ပါ ါပဲရှိတော့တယ်နော်တကယ်မကြောက်နိုင်ရင်ပေါ့တကယ်တွားနိုင်တယ်ဆိုရင်တော့မှလူတွေကိုပြောလို့မရဘူးနော်နော်တကယ်ကြွားနိုင်တယ်ဆိုရင်တော့လူတွေကိုပြောလို့မရဘူးပြောရင်ပတ်သက်အပတ်ပဲလူအထင်ကြီးအောင်လူတွေကိုပြောပြခွင့်မရှိဘူးနော်ဒါကဥစဉ်ဝိနည်းပိရိကမှာလာတဲ့အတိုင်းတွေကိုမျှဝေပေးတာဖြစ်ပါတယ်အလုံးမဲ့ခြေစဉ်များဖြစ်တယ် We shall defend our island, whatever the cost may be. We shall fight on the beaches. We shall fight on the landing grounds. We shall fight in the fields. ဦးသိန်းကအသာတုံးကဒီဘာသာဆွဲလူမျိုးဆွဲပုဂ္ဂိုလ်ဆွဲဆိုတာကရတော့ပညာမတတ်တဲ့ပုဂ္ဂိုလ်တွေပဲဆွဲတယ်လို့ထင်တာပေါ့နော်အဲ့ဒီအချိန်ကလုံးဝမှားသွားပြီပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်အချက်၂ချက်ကြောင့်နံပါတ်၁ချက်ကဦးသိန်းဒီမနက် မေတ္တမနိကကိုဖတ်တဲ့အခါမှာမြတ်စွာဘုရားကသူ့ကိုယ်သူအယူဝါဒအလုံးကိုပယ်စွန့်ပြီးသူလို့ခေါ်တယ်ပေါ့နော်နမနဲ့ချက်ကတော့ဒီပုံပေါ့ဒီဗီဒီယိုပေါ့အင်္ဂလန်လိုပညာတက်တဲ့နိုင်ငံပေါ်တဲ့နိုင်ငံပေါ့နော်ဒီမိုကရေစီဘိုးရေဆိုတဲ့နိုင်ငံအောင်မှတပါတော့လူမျိုးတပါတော့ဘာသာဝင်တွေမဝင်လာအောင်စတန်ဒါပြနေကြပြီလို့နော် သူဤနဲ့တာမဟုတ်၄တန်း၅တန်းတော့ရှိတယ်လေအဲ့ဒီနှစ်ချက်ကြောင့်ပဲနော်လူတိုင်းကငါရဲ့ဘာသာငါရဲ့လူမျိုးကတဘာတော့ဘာသာလူမျိုးထက်တာတယ်ဆိုတဲ့အယူအဆကိုသိပညာမှာအတ္တနောစတင်ထွန်းခေါ်ပါတယ်အဲ့ဒီအယူအယူထကလူတိုင်းမှာရှိတယ်နော်ပေါ်လွင်ရတဲ့ငုံနေတာပဲရှိတယ်လူတိုင်းမှာရှိတယ်ဒါကတည်းကပဲလေ ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ဒီလူမျိုးဆွဲဘာသာဆွဲပုံကိုဆွဲတွေကိုဥဒနကဘယ်လိုပတ်စုံမလဲဆိုလို့ရှိရင်ဥဒနမရှိတဲ့ကိလေသာအတော်တွေကိုမကင်ရှိပါနဲ့ပယ်တပလိုက်တော့နေလားအဲ့ဒီအရာတွေကုံတော့မှဒီလူမျိုးဆွဲဘာသာဆွဲပုံကိုဆွဲတွေကမရှိမှဖြစ်တယ်ပေါ့အဲ့ဒီလောဘဒေါသမောဟမာနဒိဋ္ဌိဝိသိကိစ္စသီနမိတ္တဥဒ္ဒတအာယိကအနတ္တမဆိုတဲ့ ကိလေသာတွေရှိနေတယ်မြ။ဒီလူမျိုးဆွဲဒီဘာသာဆွဲဒီပုံကိုယ်ဆွဲတွေကရှိနေမှာပဲ။နော်ငါရဲ့လူမျိုးငါရဲ့တာသနာငါရဲ့ပုံကိုယ်ကတာလွန်တဲ့ဆိုတဲ့အယူသားကရှိနေမှာပဲ။တက်လား။ဒါကြောင့်အဲ့ဒါလိုပုံကိုယ်ဆွဲလူမျိုးဆွဲတွေကိုကင်းရတယ်ဆိုလို့ရှိရင်တရားအထုတ်ပါ။နော်တရားအမထုတ်ဘဲနဲ့ကိရိယာတွေမကုန်ခမ်းမနဲ့ ငါဒီလီမိုးသွဲကင်းတယ်ပုပ်ကုတ်သွဲကင်းတယ်ဘာလာသွဲကင်းတယ်လို့မပြောနဲ့